မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ရှန်ဂီလာဟိုတယ်ကိုမင်းအွန်လိုင်းလာရောက်တဲ့အချိန်ကစာနာပြရန်စ조사ခဲ့တဲ့ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်စိုးတို့ကိုထိုင်းအာဏာပိုင်များကအမှုခွန်မှုနဲ့တရားစွဲထားပြီးတော့ IDC မှာနှစ်လကျော်ကြာဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ3ရက်နေ့ကဘန်ကောက်မြို့မှာဘင်းဆက်အစည်းအဝေးကိုတက်ရောက်ရန်ရှန်ဂီလာဟိုတယ်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကိုစာနာပြရန်စ조사တဲ့ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်စိုးတို့ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုး ဖမ်းဆီးပြီးတဲ့နောက်ရဲစခန်းကိုခေါ်ဆောင်သွားကစစ်ဆေးမှုများကိုပြုလုပ်ပြီးတော့နိုင်ငံငံချစ်ကြည်ရေးပြပြားစီမှုထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကိုထိပါစီမှုထိုင်းနိုင်ငံလူမှုအတိုင်းအဝိုင်းကိုအနေအဖြစ်စေနိုင်မှု ထိုင်းနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးကိုအန္တရာယ်ဖြစ်အောင်ပြုလုပ်မှုထိုင်းနိုင်ငံလူမှုအတိုင်းဝိုင်းကိုမငြိမ်မသက်ဖြစ်စေမှုအပါအဝင် အမှုပေါင်းခုနှစ်မှုနဲ့တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကိုဖြိုးပိုင်နဲ့ကိုနွန်နိုင်ဆိုးတို့ဟာထိုင်းနိုင်ငံအတွက်အန္တရာယ်ရှိတယ်ဆိုပြီးတော့တရားဝင်နေထိုင်ခွင့်ကိုပါရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။အခုလိုမျိုးတရားစွဲဆိုမှုများပြုလုပ်ပြီးတဲ့နောက် ဘန်ကောက်မြို့မှာရှိတဲ့ Immigration Detention Center ကိုပို့ဆောင်ကလက်ရှိချိန်ထိဖမ်းဆီးထိန်းသိမ်းထားပြီးတော့ရှေ့နေငှားရမ်းခွင့်နဲ့မိသားစုဝင်များနဲ့တွေ့ဆုံခွင့်များပါမပေးဘူးလို့သိရပါတယ်ကျွန်တော်တို့ကိုအဲ့ဒီနေ့ကရဲစခန်းကိုခေါ်သွားပြီးတော့မင်းတို့မှာဘာမှအပြစ်မရှိပါဘူးမင်းတို့ကိုငါတို့ကနေဆက်ကိုပို့ပေးမယ်ပေါ့နော်မြန်မာပြည်ကိုခဏပြန်လိုက်ကျွန်တော်တို့ကအဲ့ဒီမှာနေတာအထောက်ထားမဲ့တွေမဟုတ်ပါဘူးကျွန်တော်တို့ကအထောက်ထားတွေအကုန်အပြည့်စုံရှိပြီးသားလူတွေပါမင်းတို့မှာရှိတဲ့အထောက်ထားနဲ့ဘန်ကောက်ကိုပြန်တက်လာလို့ရတယ်ပေါ့ကျွန်တော်တို့ကလက်မှတ်ထိုးပေးတာ အမှန်တော့ထိုင်းအာဏာပိုင်တွေကကျွန်တော်တို့ကိုလိမ်လည်ပြီးတော့လက်မှတ်ထိုးခိုင်းတာကျွန်တော်တို့ရဲ့ဖုန်းတွေကိုလည်းယူသွားပါတယ်ကျွန်တော်တို့ကိုရှေ့နေလဲခေါ်ခွင့်မပေးဘူးမိသားစုနဲ့လည်းဆက်သွယ်ခွင့်တွေပိတ်ထားပါတယ် UN ကတော့ကျွန်တော်တို့ကိုအကာအကွယ်တစ်ခုပဲပေးထားတယ်မြန်မာပြည်ပြန်မပေါ်ရေးဆိုတဲ့အကာအကွယ်တစ်ခုပဲပေးထားတယ်လို့ကိုဖြိုးပိုင်ကရှင်းပြထားပါတယ်လက်ရှိထိမ့်သိမ်းခံထားရတဲ့အချိန်မှာလူအခွင့်အရေးချိုးဖောက်မှုများခံနေရပြီးတော့အနာဂတ်မှာလည်းရေရာမှုမရှိဘဲမြန်မာစစ်တပ်လက်ထဲကိုရောက်ရှိမှာကိုစိုးရိမ်နေရတယ်လို့ပြောဆိုထားပါတယ် ထိုင်းနိုင်ငံရဲ့လူအခွင့်အရေးအဖွဲ့ကကျွန်တော်တို့ကိုလာတွေ့ပါတယ်ကျွန်တော်တို့ကိုမြန်မာပြည်ပြန်မပို့ရေးပေါ့ကျွန်တော်တို့အမှုကတရားမျှတမှုမရှိဘဲထိုင်းအာဏာပိုင်တွေကလူအခွင့်အရေးချိုးပေါက်တာကျွန်တော်တို့မလွတ်မြောက်သေးဘူးဆိုတာနိုင်ငံတကာကသိအောင်ဝိုင်းပြီးတော့ဝိုင်းရံပေးကြပါကျွန်တော်တို့ကအထိမ့်သိမ့်ခံပေါ်ပါပဲရှိပါသေးတယ်ကျွန်တော်တို့ကတော့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာပါပဲလို့ကိုဖြိုးပိုင်ကပြောပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOR တိုင်းကြိုက်လန့်မျိုး CPP ဓာတ်မြေဩဇာကုမ္ပဏီကအယောင်ကိုစလဲလင်မယားဟာပတိန်ကိုအသွာရေမြောင်းထဲကိုကားထုတ်ကြပြီးတော့နောက်ဦးစလုံးရေမုံးတင်ဆုပ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ16ရက်နေ့ညနေ9:00နာရီဝန်းကျင်အချိန်မှာ AOR တိုင်းမြောင်းမြလန်းကံကုန်းနယ်ကြိုက်လက်ကြားမှာ CPP ဓာတ်မြေဩဇာကုမ္ပဏီကဥစည်ထုတ်ဝင်းမောင်းနေလာတဲ့ Toyota Hilux Vigo ကားဟာတစ်ဖက်လမ်းကလာတဲ့ကားကိုတိမ်းရှောင်ရင်းနဲ့လမ်းဘေးရေမြောင်းထဲကိုထိုးကျသွားတယ်လို့သိရပါဗါးကားဟာရေမြောင်းထဲကိုထိုးကျသွားပြီးတဲ့နောက်အနီးနားကပြည်သူများကဝိုင်းဝန်းပြီးတော့ကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ကြတော့လဲကားပေါ်မှာလိုက်ပါလာတဲ့ဥစေထုတ်ဝင်းတဲ့ဇနီးမဆန်းဆန်းထိထုတ်နှစ်ဦးစလုံးဟာရင်းနဲ့မောမီတော့တိတ်ဆုံးသွားတယ်လို့သိရပါဗါး တေဆုံးသူနောက်ဦးစလုံးကဘာတန်ရမှမရှိပါဘူးကားကရေမြောင်းတဲ့ကိုကျတဲ့အချိန်ရေမုန်းပြီးတော့တေဆုံးသွားတာပါအခင်းဖြစ်ပြီး15မိနစ်လောက်မှာပြည်သူတွေကဝိုင်းဝန်းကယ်ဆယ်ကြပြီမဲ့အသက်မမီတော့ဘူးရေမြောင်းကလည်းတော်တော်နဲ့တယ်အခုတော့တပ်ဆိုင်ရာကနေတဆင့်သူတို့ရဲ့မိဘဆွေမျိုးတွေစီကိုစက်သွယ်ထားပေးပါပြီလို့အခင်းဖြစ်တဲ့နေရာကိုရောက်ရှိနေတဲ့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဥစည်ထုတ်ဝင်းနဲ့မဆန်းဆန်းသေးတို့ဇနီးမောင်နဲ့ဟာကြိုက်လက်မြုပ်ကံများဖြစ်ပြီးတော့တာသမီတွေမရှိဘူးလို့ပြောပါတယ် အလိုတန်းဝါသနာပါပြီးတော့လူချစ်လူခင်ပေါ်များသူများဖြစ်တယ်လို့သိရပါတယ်။ CPB ဓာတ်မြေဩဇာကုမ္ပဏီရဲ့အယောင်ကိုယ်စားလှယ်အဖြစ်နဲ့ AOD တိုင်းတခွင်မှာလှည့်လည်ပြီးတော့ရောင်းချနေသူများဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားဆေးရုံအနီးမှာဂိတ်ချပြီးတော့ပြည်သူတွေစီကပတ်စံတောင်းနေတဲ့စစ်တပ်ကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၃ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့မနက်9:50မိနစ်အချိန်မှာငန်းစုံမြို့နယ်မြို့သားဆေးရုံအနီးအကြမ်းဖက်စစ်ကောင်စီတပ်ကဂိတ်ချပြီးတော့ပြည်သူများကိုနေစဉ်ချိန်ပေါင်းဆဲဆိုခြင်းနဲ့အတရားဓမ္မပတ်စံတောင်းနေတဲ့အတွက်မြင်းညာမြို့နယ်တိုက်နယ်၃ငကနီပြောက်ကြားတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဂိတ်မှာစစ်ကောင်စီ ီတပ်သားအင်အား25ဦးရှိပြီးတော့မိုင်းဆွဲမှုကြောင့်စစ်သား3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခိုက်တာကမိုင်းကြီးတစ်လုံးနဲ့ပါစစ်ခွေးတွေဘက်ကပြန်လည်ပြစ်ခတ်တာ9မိနစ်လောက်တော့ကြာတယ်။မြို့သားမှာအထိုင်ရဲစခန်းရှိပါတယ်။ဂိတ်ချတာကစေးုံအပေါက်မှာလာပြီးတော့ဂိတ်ချထားတာပါ။ဂိတ်ချပြီးတော့ပတ်စံတွေတောင်းနေတာ ကားတွေထော်လာကြီးတွေဆိုင်ကယ်တွေကိုအကြောင်းမျိုးမျိုးပြပြီးတော့ပတ်စံနဲ့ရွေးကိုင်းနေတာလို့နဂနေပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူကရှင်းပြထားပါဗါးအလားတူပဲမကွေတိုင်းမြန်မြုတ်နယ်ကနေပြူစောတိစခန်းမျောစင်မှာကင်းဆောင်နေတဲ့ စစ်တပ်လက်အောက်ခံတအူးကိုစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်လို့ဗရီတာပျောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ10ရက်နေ့မှာကနေပြူစော်တီစခန်းမှာရှိတဲ့မျော်စင်ကင်းကိုစနိုက်ပါနဲ့ပစ်ခတ်ခဲ့ပြီးတော့ကင်းဆောင်နေတဲ့ပြူစော်တီပြုတ်ကျပြီးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဇွန်လ13ရက်နေ့မှာအဲ့ဒီပြူစော်တီဟာတေဆုံးသွားတယ်လို့သိရပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုမှာဗရီတာပျောက်ကြားတပ်ဖွဲ့ပခုတ်ကူခရိုင်တပ်ရင်းနဲ့တပ်ခွဲနဲ့မိုးရွာခရိုင်တပ်ရင်း25တပ်ခွဲနဲ့စနိုက်ပါတပ်ဖွဲ့အညာမြေပျောက်ကြားတပ်ဖွဲ့မြိုင်ပကဖလျှက်စီးပျောက်ကြားတပ်ဖွဲ့မြိုင်ပကဖနဲ့ မဟာမိတ်တပ်ပေါင်းစုများကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်ကိုင်းတောင်ကံရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မှာ6မြို့နယ်ကိုင်းတောင်ကံကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က၄ဦးသေဆုံးက၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းမဲ့စစ်ကောင်စီတပ်သားများကလမ်းပြအဖြစ်နဲ့ဖမ်းဆီးလာတဲ့လူငယ်တအုပ်ကိုနှိပ်စက်တပ်ဖြတ်ခဲ့ပြီးပြည်သူပိုင်ကားတစ်စီးနဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျာ။ ဖြည့်တွေ့တိုက်ပွဲမှာတော့စစ်ခွေး၄កောင်တေးပါတယ်စစ်ခွေးတွေတက်သွားတဲ့လူငယ်ကကိုင်းတော့ကန်ရွာကလူငယ်တအုပ်ပါပဲလို့အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုမကွေးခရိုင်ပကဖအထူးတက်ခတ်ရေးတပ်ဖွဲ့တက်ခွဲတဲ့အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့မကွေးတိုင်းတရင်တချောင်းမြုံနယ်ပကဖချောင်းမြုံနယ်တော်လိုင်းတပ်ပေါင်းစုတွေကပူးပေါင်းတက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်နဲ့လေတူမြို့နယ်တို့အတွင်းစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုများကြောင့်ပြည်သူတအုပ်တေဆုံးပြီးနှောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့ကပဲခူးတိုင်းပိန်းစလုံအခြေဆိုင်ခလာရ264တရင်ကဖျားငုတ်တို့ကြီးရွာအရှိပိုင်းကို190မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇွန်လ14ရက်နေ့ကနွားရီချောင်းကြီးရွာကို190မမလက်နက်ကြီးနှလုံးနဲ့၎င်းပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်နွားရီချောင်းကြီးရွာကအသက်35နှစ် ဲ့အရွယ်စောစိုးသူပွဲချင်းပြီးတည်ဆုံခဲ့ပြီးတော့အသက်65နှစ်အရွယ်ဒေါ်မြခင်လက်နက်ကြီးထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အလားတူပဲဇွန်လ6ရက်နေ့ကမူးမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ခမရ439ကမြဘကိုကြေးရွာကို120မမလက်နက်ကြီးလေးလုံးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါတယ်ဇွန်လ8ရက်နေ့မှာလည်းခမရ439ကအင်းရွာလေးကြေးရွာကို120မမလက်နက်ကြီးတစ်လုံးအုတ်ရှိခင်ကြေးရွာနဲ့အုံမင်းစုကြေးရွာကြားကိုဟာဝေဇာလက်နက်ကြီး၃လုံးကုန်းချောင်းဝါကစေကောင်းစီတပ်များက အုံးမင်စုကြေးရွာနဲ့ငန်နွားစိတ်ကြေးရွာကြားကိုလက်နက်ကြီး၈လုံး၊ရင်းတိုင်ကုန်းကြေးရွာဖုန်ကြီးကျောင်းကိုလက်နက်ကြီး၃လုံး၊နတ်တန်ခွင်းကစစ်တပ်ကအုံးမင်စုကြေးရွာဘုရားဘာသာဖုန်ကြီးကျောင်းဝင်းအတွင်းထဲကိုလက်နက်ကြီး၃လုံးနဲ့ဒရုန်းနဲ့အုံးမင်စုကြေးရွာငန်နွားစိတ်ကြေးရွာအုတ်ရှိကုန်းကြေးရွာနဲ့အညာစုကြေးရွာတွေကိုလက်နက်ကြီး၃လုံးစုစုပေါင်း32လုံးပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ9ရက်နေ့မှာလည်းနတ်တန်ခွင်းကစစ်တပ်က120မမလက်နက်ကြီးနဲ့ရေလဲပမာကြေးရွာအတွင်းကို၂လုံး ရေလဲကရင်ကြီးရွာကိုတလုံးပြက်ခတ်ခဲ့ရာရေလဲကရင်ကြီးရွာကအသက်24နှစ်အရွယ်စောထူးသားလက်နက်ကြီးထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ